ူကိုအနုပညာရှင်မတန်တဆတောင်းနေဆိုပြီးအပုတ်ချနေတဲ့ဒါရိုက်တာပြည်ဟင်းတီဟာကိုဒက်ရှင်လိုက်တဲ့အေဂျင့်မောင်ပရိသတ်များလုံးမင်္ဂလာပါရှင်ဆယ်လီစပိတ်ကနေပြန်လဲကြိုးစွလိုက်ပါတယ်အေဂျင့်မောင်ကတော့အကယ်ဒမီဇပ်ပုတ်စုကိုပူပူနေနေရထားတဲ့တရုတ်ဆောင်မင်းသားတလက်ပေါင တရုတ်ဆောင်ရတဲ့ဇာယုတ်ကိုပြ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 နဲ့စီးမျောတရုတ်ဆောင်နိုင်တယ်။အနုပညာအရေးသွေးကောင်းတွေကိုပိုင်ဆိုင်ထားတာကြောင့်ပြည်သက်ချက်တော်မင်းသားတအူးလည်းဖြစ်ပါရဲ့။အနုပညာနယ်ပယ်မှာတရုတ်ဆောင်ကောင်းသူဖြစ်ပြီးတော့အနေအထိုင်အပြောဆိုအေးစေးလန်းသူဖြစ်ပေမယ့်မဟုတ်မခံမဲနဲ့သူ့ပုံမှာမတရားဝေဖန်လာရင်အချက်ချက်ချက်တုံ့ပြန်တတ်သူဖြစ်ပါရဲ့။ ပြခဲ့တဲ့ရက်ပိုင်းကလည်းသူမှတိတ်ဆိတ်စွာတွဲနေရဲ့ချစ်သူရှိတယ်ဆိုပြီးအမျိုးသမီးတယောက်ပုံနဲ့တရင်တွေပြန်နှံ့လာချိန်မှာမဟုတ်ချောင်းကိုချက်ချင်းဖြည့်ရှင်ခဲ့ပါသေးရဲ့အကယ်ဒမီရပေးချိန်မှာတယောက်ဆောင်ကြီးအနှဲငယ်တက်မယ်လို့ပြောခဲ့ရကြောင်းတချို့လူတွေကတော့တတ်တန်းနူးနူးနဲ့အမထိုက်တက်မယ်အကယ်ဒမီရပြီးပတ်စံတိုးတောင်းတာမကောင်းဘူးလို့ဝေဖန်ခဲ့ကြပါတယ်ဒါပေမဲ့အေဂျင့်မောင်ကအကယ်ဒမီရပေးချိန်မှာတန်းတစ်ခုအနေနဲ့သာအနုပညာရှင်အနှဲငယ်တိုးမြင့်တာဖြစ်ပြီးသူ့အတွက်လိုက်ဖက်တဲ့ character နဲ့ဇက်တာရမယ်ဆိုရင်အနုပညာရှင်ကိုဂယုမဆိုင်ကြောင်းမိ ီယာကိုပြောခဲ့ပါတယ်။ဒီကနေ့ရက်ပိုင်းမှာတော့အေဂျင့်မောင်ရဲ့အနုပညာကြီးနဲ့ပတ်သက်ပြီးဝေဖန်တဲ့တွေထွက်ပေါ်လာခဲ့ပါတယ်။ အေဂျမ်မောင်ကရုပ်ရှင်ဇာတ်ကားတကားအတွက်အနုပညာရှိကိုတင်းတထောင်တီတောင်းနေဆိုပြီးသတင်းတွေပြန့်နှံ့လာပါတယ်။ဒီသတင်းကိုစတင်ဖွားခဲ့တဲ့သူကတော့တခြားမဟုတ်ဘဲကိုရိုင်းကနိုင်ငံသားမှနေပြီးတော့အနုပညာသမားအလုံးသူ့လောက်မကောင်းကြောင်းထိုင်ဝေဘန်ရဲ့ဒါရိုက်တာပြည်ဟင်းတီဟာပဲဖြစ်ပါတယ်။ဒါရိုက်တာပြည်ဟင်းတီဟာကတော့အရင်ကမြမရုပ်ရှင်နဲ့ဗီဒီယိုလောကမှာပေါ်ကားသက်သာဇာတ်ကားတွေကိုသာရိုက်ကူးခဲ့ပြီးတော့တိတ်မအောင်မြင်ခဲ့တဲ့သူပါ။ အကြောင်းမျိုးမျိုးကြောင့်နိုင်ငံသားတိုင်းပြည်တစ်ခုမှာခိုလုံနေထိုင်ခဲ့ပြီးတော့ YouTube platform ကနေမြန်မာနှပညာလောကအကြောင်းကိုအမြဲမကောင်းပြောနေတတ်ပါရဲ့မိမကြီးတယောက်ကအတင်းပြောနေတယ်လို့အောက်ဖဲတွေလိုက်လံပြီးတော့သူ့အယုံဆိုင်မှုရအောင်လုပ်တတ်တာကြောင့်လူပညာလောကသားတွေနဲ့ပြည်သက်အများစုကတော့ဆရာကြီးစတိုင်နဲ့ပွဲလိုက်ရှာသူအဆင့်သာတက်မှတ်ထားသူပါ တိတ်မကြသေးခင်ကပဲဒါရိုက်တာပြည်ဟင်းဒီဟာက အကယ်ဒမီရခါစားတက်သက်ဆမင်းသားတယောက်ကအနုပညာကြီးသိန်းတထောင်ထိယူလို့သူအရန်အံ့ဩမိကြောင်းနဲ့အဲ့ဒီတရုတ်ဆောင်ကိုတော့နာမည်တက်ပြီးပြောပိုင်ခွင့်မရှိဆိုပြီးပြောသွားခဲ့ပါတယ်။သူပြောတဲ့အကယ်ဒမီရခါစားတက်သက်ဆမင်းသားဆိုတာလက်တလုံးမှာအေဂျင့်မောင်တယောက်ထဲသာရှိပါတယ်။ ဒါကြောင့်နာမည်တက်မပြောလဲအေးဇမ်းမောင်ကိုရည်ညွှန်းနေဆိုတော့အာလုံကတိကြပါတယ်။ဒါကြောင့်လည်းအနုပညာရှင်တိန်းတထောင်ထီယူရဲဆိုပြီးအေးဇမ်းမောင်ကိုဝိုင်းပြီးတော့ဝေဖန်နေကြတာဖြစ်ပါတယ်။အခုချိန်မှာတော့တရုတ်ဆောင်အေးဇမ်းမောင်ကသူ့အနေနဲ့အနုပညာရှင်တိန်းတထောင်ယူရဲဆိုတာလုံးဝမဟုတ်ကြောင်းအဲ့ဒီလိုသတင်းတင်တဲ့ post တစ်ခုမှာ comment ဝင်ရေးသွားခဲ့ပါတယ်။ပရိသတ်တွေကတော့အရန်ကိုအတန်းရှင်းရှာပြီးပွဲတွေဖန်တီးနေတဲ့ဒါရိုက်တာပြည်ဟင်းတီဟာကိုပြင်းပြထန်ထန်ဝေဖန်နေကြသလို မဟုတ်တဲ့တရင်ကိုငိန်ခံနေပဲဝင်ရောက်ဖြစ်ရှင်းသွားတဲ့တရုတ်ဆောင်အေးချမ်းမောင်ကိုလည်းချီးကျူးနေကြပါရယ်အခုလိုမျိုးသိန်းတထောင်မယူကြောင်းခုံမဲ့ရေးသားခဲ့တဲ့တရုတ်ဆောင်အေးချမ်းမောင်ကတော့ဒီကိစ္စနဲ့ပတ်သက်ပြီးတိတိကျကျဖြေရှင်းလာခြင်းမရှိသေးပါဘူးဒါပေမဲ့မဟုတ်ရင်မခံတတ်တဲ့သူ့ရဲ့ဗီဇာကြောင့်မကြခင်မှာပဲသူအပါဝင်အားလုံးကိုမဟုတ်တာတွေထိုင်ပြောနေရဲ့ဒါရိုက်တာပြည်ဟင်းတီဟာကိုပညာရှိစွာတုံ့ပြန်မှုတွေပြုလုပ်တာကိုမြင်တရတော့မှအသေးချပဲဖြစ်ပါရယ်ပြည်သက်ကြီးကလည်းတရုတ်ဆောင်အေးချမ်းမောင်နဲ့သိန်းတထောင်ယူတယ်လို့သတင်းဖွားတယ် ရိုက်တာပြည်ဟင်းတရားပေါ်မှာအမြင်လေးတွေကိုပြပြခဲ့ပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်။နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်နော်။ပရိသတ်များအားလုံးကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေရှင်။